ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြမရွေရဘေးရင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့တနင်္ဂနွေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကျော်ညံသိမ့်မှာဟောကြားထားသောတနင်္ဂနွေသားသမီးများအတွက်2026ခုနှစ်တနင်္ဂနွေဇာချံပြုဟောစရံကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်အစည်းအဝေးမစခင်မှာတဦးစေတနာတဦးမြေသာဆိုသလို subscribe လေးနေပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းတရားအောင်လဲဒီနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများအတွေ့တနစ်စာဟောစတန်2026ခုနှစ်နှစ်ချုပ်ကိုတုံးတက်ရလျင်2026ခုနှစ်သည်ကနန်းပြည်တွင်အရ2016ကိုပေါင်းလိုက်လျင်တကနန်းဖြစ်ပေရာတနင်္ဂနွေကျိုးလွှမ်းမိုးနေသောနှစ်ဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများအတွေ့မိမိတို့၏မွေးနှံကျိုးနှင့်တိုက်ဆိုင်နေသောနှစ်ဖြစ်ပေရာအင်အားကြီးမားခြင်းဥဆောင်မှုကဏ္ဍရောက်ရှိခြင်းနှင့်ချင်းပေါ်ကြောကြားခြင်းများကြုံတွေ့ရနိုင်သောနှစ်တစ်နှစ်ဖြစ်ပါတယ်။ဒါပေမဲ့နေကြိုး၏သဘောတဘာဝအရာပြုပြင်းတတ်သဖြင့် ိုင်မန်ဘာလှုပ်ဆောင်မိပါက အမှများရှိနိုင်သည်ကိုသတိပြုရပါမယ်စီးပွားရေးနှင့်အလောက်ကန်တနင်္ဂနွေသားသမီးတို့သည်2026ခုနှစ်မှာကံကောင်းခြင်းနှမိတ်များတွေ့ကြုံရပါလိမ့်မယ်ယခုနှစ်သည်ကိုပိုင်စီးပွားရေးလုပ်ငန်းများအုပ်ချုပ်သူလူထမ်းစားများနှင့်ဥဆောင်မှုနေရာယူထသူများအထွဲ့အလွန်ကောင်းမွန်သောနှစ်ဖြစ်ပါတယ်လုပ်ငန်းသစ်စတင်ရန်ဒါမှမဟုတ်ယာရူတိုးရန်အခွင့်အလမ်းကောင်းများပေါ်ပေါက်လာပါလိမ့်မယ်သတိပြုရမှာအလုပ်တွင်ပြိုင်ဆိုင်မှုများများပြားလာနိုင်တယ်မိမိရဲ့အဆုံးဖြတ်ချက်ခိုင်မာပြသမှုကြောင့် င်အောင်မြင်မှုရရှိနိုင်တော်လဲအောက်လက်ငယ်သားများနှင့်ဆက်ဆံရသွင်အာနာပြင်းမိပါကပြဿနာရှိတတ်ပါတယ်ငွေကြေးကံဝင်ငွေလမ်းကြောင်းများပွင့်လန်းနေတော်လဲဂလုံစားတာရှင်ဤသဘောသဘာဝအရာလက်ဖွာတချင်းသူတစ်ပါးကိုကူညီလွန်းချင်းလို့ကြောင့်ငွေမြင့်ရန်ခက်ခဲတတ်ပါတယ်2026ခုနှစ်တွင်ငွေဝင်ချမ်းသလိုပြန်ထွက်ရန်လဲလွယ်ကူနေတတ်သဖြင့်စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ပါတယ်ကျမ်းမာဤတနင်္ဂနွေသားသမီးတို့သည်နေတတ်ခံရှိသူများဖြစ်သည့်အတွက်2026တွင်အပူနှင့်ပတ်သက်သောယောဂါ ားများမျက်စိအားနေခြင်းခေါင်းကိုက်ခြင်းနဲ့တွေးရခဲ့သောကျန်းမာရေးကိစ္စများကိုအထူးဂရုစိုက်သင့်ပါတယ်နှလုံးရောဂါအခန့်ရှိသူများပုံမို့၍စင်ကျင်သင့်ပါတယ်အခြေရေအခြေမှာအိမ်တော်သမ ्या အနေဖြင့်အိမ်တော်ဦးစီးအောစာလွမ်းမိုးမှုကြောင့်အနေငယ်စကားများရတဲ့ချစ်သူရေးသားများကြားတွင်လည်းတန်လျာဝင်လွယ်ခြင်းဒေါသစကြီးဆုံးဖြတ်မိခြင်းများကိုရှောင်ကျဉ်သင့်ပါတယ်လူမှုရေးမိတ်ဆွေပေါင်းသင်းများရဲ့လေးစားမှုကိုခံရတတ်တော်လေကိုယ့်ဘက်ကလူတီထက်ပို၍ဝင်ရောက်ဆွတ်ဖက်မိပါကအထင်လွဲခံ ရတတ်ပါတယ်။ပညာရေးကျောင်းသစ်ပြောင်းတာနိုင်ငံခြားပညာသင်ထွက်တာရည်ရွယ်ချက်တွေပြည့်စုံနိုင်ပါတယ်။အခွင့်အရေးကောင်းအပြောင်းလဲကောင်းတွေရရှိလာမယ်။ယခုနှစ်မှာအတတ်ပညာအသိပညာပိုင်းဆိုင်ရာတွေသခင်နေများနဲ့မတူပဲပုံမှုမြမလာပါလိမ့်မယ်။ဂုံတရင်လဲကြိုးစောလိမ့်မယ်။ပညာသင်ချိန်နဲ့စူးစမ်းနေချိန်မှာအခြားကံစားမှုတွေအဝင်မခံမယ်။ပညာတစ်ခုတည်းကိုသာတက်တက်မတ်မတ်ရှောက်လန်းရမည်နှစ်ဖြစ်ပါတယ်။ရှောင်ရန်ဆောင်ရန်နဲ့ရရရများဆောင်ရန်နေဖြင့်အရေးကြီးကိစ္စများဆောင်ရွက်သောအခါအနည်းယောင်လိမ္မော်ယောင်တို့ ို့ကိုအဓိကထားဝစင်ချင်းဖြင့်ကံထောက်ပံ့ရရှိစေနိုင်ပါတယ်။တစ်နှစ်တာလုံးအချိုးဘေးကဏ္ဍများမှာတစ်နှစ်ရှိကဏ္ဍများဖြစ်ပါတယ်။အချိုးဘေးသောအရက်မျက်နှာမှာအရှိမြောက်အရက်အရှိအရက်အနောက်မြောက်အရက်တို့ဖြစ်ပါတယ်။အချိုးဘေးသောနေသားများမှာတနင်္ဂနွေသားသမီးတနင်္လာသားသမီးရာဟုသားသမီးများဖြစ်ပါတယ်။ရှောင်းရံနေသားများမှာဘုရူသားသမီးစနေသားသမီးတို့ဖြစ်ပါတယ်။ရှောင်းရံအရက်မျက်နှာမှာတောင်ရက်အနောက်တောင်ရက်တို့ဖြစ်ပါတယ်။ရှောင်းဝမီအရောင်မှာအစိမ်းရောင်နဲ့အနက်ရောင်တို့ဖြစ်ပါတယ်။ နီဖောင်းများမပါဝင်မှာအထူးအကြံပေးချက်အနေဖြင့်အိမ်သစ်ဆောက်ခြင်းခြံသစ်ဝဲခြင်းအိမ်အောင်ပြုခြင်းများဆောင်ရွက်ရန်အရန်ကောင်းသောနေ့ဖြစ်ပါတယ်ရရတနင်္ဂနွေနေ့နဲ့နဲ့တွင်ဖျားစီရီနိုင်အုံတို့ခောက်ဆွဲဒါမှမဟုတ်အုံဒီပါသောမုံတမျိုးမျိုးလူရမ်းပါလေမိမိမွေးနေ့တွင်အိမ်ရှိဖျားနိုင်တောက်တော်ရေးတစ်ခွက်ပန်းတပွင့်စီမီတရိုင်းကတ်လူပြီးမြစ်တာပို့စုတော်မှာငှက်လွချင်းငားလွချင်းဘိမဲ့ကုသူပြုလုပ်၍လိုရာအာယုံပြုစုတော်မှာတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှပြချမ်းမှ ချမ်းသာကြပြီးကုန်းကျိုးချမ်းသာများပုံမုံရရှိကြပါစေ။တနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မဲမှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာကျော်ညံသိန်းနဲ့ဗီရီမင်းမြန်ဆွေးနွေးတိုင်မဲ့လို့တဲ့အခါ၃၉၄၄၀၃၆၉၉တို့ဘိုင်ဘာမှတဲ့ဆက်သွယ်မေးမြန်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်မြမယိုရာဗီရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်ချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာဗီရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တိုင်းတိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်